အင်အားပြင်းကလင်ကြောင့်အမြန်လမ်းမှာရှိတဲ့လမ်းပိုင်းနေရာတချို့ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့တယ်လို့ခရီးသွားတွေထံကသိရပါတယ်။ဒီနေ့မလ28ရက်မိုးလယ်12:53မိနစ်ခန့်မှာအင်အားပြင်းကလင်လှုပ်ခတ်ခဲ့ရာ မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့တိုင်းနယ်ပြည်နယ်တော်တော်များများမှာတိသာစွာခန်းစားခဲ့ရပြီးလူနေအဆောက်အုံတချို့လန်ဒရာတချို့ထိခိုက်ပျက်စီးခဲ့ပါတယ်။အင်အားပြင်းငလင်ကြောင့်အမြန်လမ်းမကြီး188မိုင်9ဖာလုံမှာရှိတဲ့တံတားငယ်ဒဇင်အပ်သွားခဲ့ပြီးမော်တော်ယာဉ်တွေသွာလာလို့မရတာကြောင့်အောက်ဖက်လမ်းကနေပတ်ပြီးခရီးဆက်ခဲ့ရတယ်လို့ခရီးသွားတဲ့ဦးကပြောပါရတယ်။ကားတစ်စီးလုံးတုံခါသွားလို့ဘိန်းပေါက်သွားတဲ့ထင်တာ လမ်းပြက်စီတာမြင်တော့မှငနေလုံမှန်းသေးတယ်။တရားတစင်းလုံးအပ်သွားလို့အောက်ဘက်လမ်းကနေပတ်ပြီးကောင်းမောင်းခီးသွားခဲ့ရတယ်လို့အဆိုပါခီးသွားတဲ့ကပြောပါရတယ်။ဒါပြင်အမြန်လမ်းမကြီးမိုင်တိုင်362မှာလမ်းပိုင်းပြက်စီခဲ့တာကိုတွေ့ရကြောင်းခီးသွားတဲ့ကပြောပါရတယ်။ Restar Scale 9.8အင်အားပြင်းငလင်ကြောင့်လျှက်စင်မီနဲ့ဖုန်းလိုင်းတွေပြတ်တောက်နေပါရတယ်။